မင်္ဂလာပါကုလူတို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးဆရာဇော်ရင်ရဲ့တောင်မြင်မောကရှူးဖနှက်ကလေးဆိုတဲ့ခံစားမှုရသက်ပါတဲ့စကားပြေပဲဖြစ်ပါတယ်။နားစင်ခံစားအားပေးကြပါဦး။တောင်မြင်မောကရှူးဖနှက်ကလေးညကရွှင်ရွှင်ကြွကြွကာပွဲသဘင်ခံခဲ့ကြတော့ပင်လယ်လှိုင်းတို့အိမ်ပြန်သွားချိန်တွင်တောင်မြင်သည်အခုမှ စိတ်အသည့်တုတ်ထားသောကြောက်တင်မုန်းတစ်ချက်ကဲ့သို့ညဉ့်ညာပြန်ပြူးလျက်ကြံရစ်ခဲ့သည်မနေ့ကတနေကုန်ရှုပ်ပွားထားခဲ့သည့်ခြေရာတွေအားလုံးလှိုင်းနေအတူရောပါသွားလိမ့်ပြီမနက်ခင်းနေရောင်ကြီးဖြုတ်ဖြုတ်အောက်တွင်ကန်းကြီးသည်ပဂရိအတိုင်းပင်နေပူစာလှုံနေတော့၏ကန်းဆက်တနေရာမှာတော့ပန်းတွေပါပြီးတစိမ့်ဖက်၍မရလောက်အောင် စေးသားများကြွာကြနေသောနွမ်းဆုပ်ဆုပ် ရှူးဖနက်ကလေးတစ်ဖက်ကတဲတောင်မှုမှုတဲ့သူရသမျှတိုးဝင်ကလောကကိုရှောင်ပုံးမှုကြိုးစားနေရှူးဖနက်ကလေးကိုထိုးတည်ထားသောဖနက်ကြိုးများမှလည်းရည်ဆွေးလျက်ရှိနေသည်ဖနက်ချုပ်ရိုးများကလည်းဟိုတစဒီတစနဲ့ဖွာရရာကျဲလျက်တစ်ချိန်ကဆွတ်ဆွတ်ဖြူခဲ့ဟန်တူသောဤရှူးဖနက်ကလေးသည်ယခုတော့လေအငြိအကျေးပေါင်းစုံတို့ဖြင့် ပေကြံနေတော့ဤဒီတောင်ဒီကမ်းပေါ်တို့ဒီရှူးဖနက်ကလေးတစ်ဖက်တည်းဘာကြောင့်ရောက်လာခဲ့သည်မသိသူခမညာပင်လေလှိုင်းနေရဲ့ကြာစွန့်စွန့်စားစားကူးခတ်လာခဲ့ပုံရသည်ဒီလိုဆိုပင်လေတဲသူသူမြည်သူရောက်ခဲ့ရသည်နီစွန့်ပစ်ခြင်းခံခဲ့ရอยู่လားသို့မဟုတ်မတော်တဆများပြုတ်ကျလာခဲ့ခြင်းလား သူ့ရဲ့အဖေါ်ရှုဖနဲ့လေးရရောသူနဲ့အတူပါလာခဲ့သေးလားဘယ်နေရာမှာများကြံရက်ခဲ့တယ်လဲရှုဖနဲ့လေးနဲ့ပတ်သက်ပြီးအတွေးအမြင်တို့ကဖမ်းဆုပ်ရမရအောင် လွင့်နေ၏တခါတုန်းကတော့အိန္ဒိယအမျိုးသားခေါင်းဆောင်ဤမဟာတမဂန္ဒီသည်ယထာစီရင်မှဖနက်တစ်ဖက်ပြုတ်ကျကြံခဲ့ရာကြံတစ်ဖက်ကိုပါချွတ်ပြီးပြစ်ချထားပေးခဲ့ဘူးသည်။ကောက်ရသည်လူ တရံလုံးရအောင်ဟူ၏အခုဒီရှုဖနက်လေးရဲ့ပိုင်ရှင်ရရောဂန္ဒီကြီးလိုစိတ်ထားမျိုးနဲ့ကြံသည့်ရှုဖနက်တစ်ဖက်ကို ပင်လေတဲ့များပြစ်ချပေးခဲ့သေးသလားအကယ်၍ပြစ်ချခဲ့သည်ဆိုရင်ပင်လေတဲ့မျိုးနေသည့်ဖနက်ကိုဘသူကများ လိုက်ဆဲယူမည်နည်းဖော်ရက်စ်ကန်ရုပ်ရှင်ကားတွေကတော့တွန်ဟန့်စ်တို့၏ပဇွန်ဖမ်းပိုက်ကုန်နေတယ်ပဇွန်တကောင်မှမရပဲ ဘုဖနတ်စုတ်တီသာပါလာခဲ့ဘူးသည်ကံကောင်းထောင်းမှ၍လှိုင်းတို့ကကြံနဲ့ရှုဖနတ်လေးတစ်ဖက်ကိုတည်ဆောင်လာပြီးကန်းဆက်တနေရာမှာတင်ပေးရခင်ကောင်းပြီတို့မှသာကောက်ရသည့်လူကတရံလုံးစီးလို့ရနိုင်ပေမည်သို့သောဒီကိစ္စဖြစ်နိုင်ခြင်းနေလွန်းလှ၏မာယာကြွေသည့်ပင်လေကရှုဖနတ်ကလေးနှစ်ဖက်ကိုကန်းဆက်တနေရာထဲ၌မြည်သည့်နီးနှင့်မျှ စုံစည်းခွင့်ပေးလိမ့်မည်မထင်ရှုမနယ်လေးကိုကြည့်ရသည်မှာဟောင်းနှံသွား၏စွန့်ပစ်ခံလိုက်ရခြင်းဖြစ်ပုံရသည်အခုချိန်လောက်ဆိုဖနက်ပိုင်ရှင်ရတော့ရှုဖနက်အစ်စ်ကြွတ်တရံကို စီးထားကောင်းစီးထားပေးလိမ့်မည်ဒါမှမဟုတ် ခြေပလာနဲ့လေဖြစ်ခြင်းဖြစ်နေနိုင်သည်ဒီလိုဆိုရင် သူ့ရဲ့ခြေဘွားတွေကခတ်သေးသေးလားအကြီးကြီးလားသူ့ရဲ့ခြေပုံမှာရော မွေးညင်းနှုတ်လေးတွေနေလားဒါမှမဟုတ်အတမာတွေပဲတက်ပြီးကြမ်းရှာနေလိမ့်မလားသူ့ရဲ့ခြေချောင်းလေးတွေရရောရှေ့ရှေ့သွဲ့သွဲ့လားဒူဒူတုတ်တုတ်လားခြေချောင်းအပွားလေးတွေများပါနေသေးလားခြေထောက်အသားရောင်ဘာရောင်ပဲဖြစ်ဖြစ်ခြေသေးတွေဟူတော့အနက်ရောင်စိုးစေးတွေတုတ်လိမ့်မထားပါစေနဲ့ တစ်ချိန်ကအလွန်ချစ်စရာကောင်းသော အနီရောင် ရှုဖနှက်လေးတရံကိုဝင်းနေလက်ဆောင်အဖြစ်ရရှိခဲ့ဘူးသည်ထိုဖနှက်လေးကိုနှစ်ချိုက်လွန်းသဖြင့်မချွတ်တန်းစီးထားခဲ့ဘူး၏စသချင်းစီးသည့်နေရာဆိုရင်အိတ်ရာဝင်းသည့်အထိမချွတ်ရသောကြောင့်ဖနှက်စီးရသားပင်အိတ်ပျော်သွားခဲ့သည်အိမ်မက်ထဲမှာတော့ရှုဖနှက်လေးစီးပြီးကဘာပတ်နေလိုက်သည်သည်ကျောင်းသွားရင်လေအနီရောင်ရှုဖနှက်လေးနဲ့ လမ်းသွားရင်လေအနီရောင် ရှူးဖနက်လေးနဲ့အိမ်မာနေလေအနီရောင်ရှူးဖနက်လေးနဲ့ဘဲသွားသွားဘာလို့လို့အမြဲတမ်းစီးထားခဲ့ပါသည်ဒီလိုနဲ့နောက်တနေ့ရောက်တော့အနီရောင်ရှူးဖနက်လေးထက် ပို၍စမ်းသစ်တော့ပို၍ဆွဲဆောင်မှုရှိတော့အဝါရောင် ရှူးဖနက်အစ်စ်ချက်ချွတ်တရန်လက်ဆောင်ရခဲ့ပြန်ပါသည်တို့ရတွင်ထိုရှူးဖနက်အစ်စ်ကလေးမှာအနှဲငယ်သေးနေသည်ဖြစ် ခြေထောက်နဲ့မတော်ပဲဖြစ်နေပြီတို့တော့လေမတော်သည့်ကြားပဲအတင်းသွတ်သွင်း၍စီးလိုက်တော့အခါမကြမှာပင်ခြေထောက်မှာဖနှက်ပေါက်သည့်ဒဏ်ရာတွေရလာခဲ့တော်သည်ထို့ကြောင့်တက်တောင့်တက်တာရှိသောစီးနေကြဖနှက်ဟောင်းလေးကိုပဲပြန်စီးတော်မည်ဟုဆုံးဖြတ်လိုက်တော့အခါတွင်တော့အနီရောင် ရှုဖနှက်ဟောင်းလေးမှာ ရှာမတွေ့နိုင်တော့ပဲထူးဆန်းစွာပျောက်ဆုံးနေလေသည် နေရာအနှံ့လိုက်ရှာခဲ့ပါတော့လေထိုအနီရောင်ရှုဖနှက်လေးခြေရာများကိုယနေ့အထိတိုင်အစအနပင်မတွေ့ရတော့ပါငငယ်ကဟာသာတို့လေးတပုတ်ဖတ်ခဲ့ရဘူးဒီပုံမြင်ထဲမှာကင်းချီများသားသားလေးကကင်းချီများအဖေဖေကြီးကိုပစ္စည်းတစ်ခုဝယ်ပေးဖို့ပူဇော်သည်ထိုပစ္စည်းရဲ့အမည်ကိုကြားရင်ကြားချင်းကင်းချီများဖေဖေကြီးဟာနေရာမှာနေမဲ့ငုတ်တုံမိသွားလေသည် ကင်းချီများတားတားလေးပူဇော်သည့်ပစ္စည်းရ walking shoe တဲ့လေငယ်စဉ်ကတော့ဒီဟာသလေးဖတ်ပြီးတော်တော်သဘောကျခဲ့သည်အခုခေတ်မှာတော့ခြေထောက်နှစ်ချောင်းနဲ့ရှိတဲ့လူသားတစ်ယောက်ကကင်းချီများတကောင်ရဲ့ခြေထောက်အရေအတွက်ထက်များတဲ့ဖက်နှက်တွေကိုပိုင်ဆိုင်ထားတာမျိုးလည်းရှိနေပြီတချို့ကြတော့လေဖက်နှက်ဆိုတာဘာမှမသိတော့အောင်ပဲတသက်လုံးခြေပလာနဲ့ရှောက်ခြေပလာနဲ့ပြေးပြီးခြေပလာနဲ့ပင် လောကကို စွန့်ခွာသွားခဲ့ကြရ၏လူသမိုင်းတွင်ဖနက်နှင့်အုတ်ထုပ်မြည်သည့်ပစ္စည်းကိုဥစွာတီထွင်ခဲ့ကြပါသည်နိဖနက်ကအရင်စတင်ပေါ်ပေါက်လာပုံရသည်ဟုတွေးမိသည်အဘဲကြောက်ပါနိလူတို့သည်၆ရောင်၂ချောင်းနှင့်လမ်းလျှောက်တတ်သောသတ္တဝါဖြစ်သောကြောင့်ပင်မြည်သောပင်ဖြစ်စေရင်းတို့စပြီးတီထွင်ခဲ့စဉ်ကကိုခန္ဓာကိုစူးညောင်းခလုတ်တို့ယံမှကာကွယ်ရန်အတွက်သာဖြစ်ပေလိမ့်မည် သို့သောခစ်သစ်မှာတော့ဖနက်စည်းရင်လေဖက်ရှင်ကြမှအုတ်ထုတ်ဆောင်ရင်လေဖက်ရှင်ကြမှဆိုပြီးတဖြည်းဖြည်းနဲ့အလှပဘသူဦးစားပေးလာကြကုန်ပြီဖနက်ဒီမြေကြီးနဲ့အနီးကပ်ဆုံးနေရာတော့ကြောက်တချို့ကရုံညံ့သည်ဟု ယူဆပြီးယွန်ရှာစွာဖြင့်အဖက်မလုပ်ပဲနေကြသည်ဦးကောင်းမှဆောင်းတော့အုတ်ထုတ်ကိုကြတော့အေးဒီူရှိကြသည်စီဝေးများ၌ အုတ်ထုတ်၆လုံးတွေးတော်နီးဟူ၍ပင်ကျင့်သုံးနေပေသည်ဖနာ၆ရံတွေးတော်နီးဟူ၍မြည်သူမှမလုကြပါအမှန်တော့သူများထက်ခေါင်းတစ်လုံးပိုမြင့်လာအောင် ဖနက်များကသာလျှင်စွမ်းဆောင်ပေးနိုင်ပါသည်အုတ်ထုတ်မြင့်မြင့်ဆောင်ရင်လေသူများထက်ပိုမြင့်နိုင်တာပဲဟုတချို့ကစင်ကြီးတက်ကျင်ကြပါလိမ့်မယ်တကယ်တော့အုတ်ထုတ်မြင့်မြင့်ဆောင်ရင်သူများထက်အုတ်ထုတ်တစ်လုံးသာသာပိုမြင့်လာခြင်းဖြစ်၏ ်ဦးကောင်းတလုံးစာပုံမြင့်လာခြင်းမဟုတ်လူတို့တွင် ဖနှက်နှင့်ပတ်သက်ပြီး ထူးခြားသောအမှုကျင့်များလည်းရှိတတ်ကြ၏တငယ်ချင်းတယောက်၏ညီငယ်ဆုံးလေးတယောက်ဆိုရင် ဖနှက်စည်းလျင် အမြဲတမ်းဘယ်နဲ့ညာပြောင်းပြန်စည်းတတ်သည်မြည်တို့ပင် ချော်ပြီးပြောပြော၆ပြီးဆိုဆိုတရက်နှစ်ရက်သာလင်မှန်အောင်စည်းသည်နောက်တော့လေထုံးစံတိုင်းပြောင်းပြန်စည်းမြဲပင်သူ့ဘဲဘက်ခြေထောက်က ညာဘက်ဖနက်ကူသာလက်ခံပြီးညာဘက်ခြေတော့ကလည်းဘဲဘက်ဖနက်နှင်သာအစဉ်ပြေပုံရ၏သူများတွေအတွက်ပြောင်းမြန်ဖြစ်နေပေမဲ့သူ့အတွက်တော့အံဝင်ကွင်ကျဖြစ်နေလိမ့်မည်ထင်သည်မြည်တို့ဆိုစီရှောက်ရမည်ခီးလန်းတွင်ခြေတော့နှင့်ဖနက် သသားရဲရှိနေဖို့ကသာအရေးကြီးဆုံးဖြစ်ပါသည်မူလာနန်းចောင်းသားဘွားကចောင်းစင်းတိုင်းလွယ်အိတ်ကိုကြောဘူးအိတ်ကဲ့သို့ကိုမှပတ်လွယ်ပြီးလျှင် ဖနှက်နှစ်ဖက်ကိုလက်နှစ်ဖက်မှာဆုပ်ပြီးအိမ်တို့သူ့ထက်ငါအရင်ရောက်အောင် အပြေးပြိုင်ခဲ့ကြဘူးသည်အိမ်ရောက်တော့အမေကဖနှက်စည်းမလာရကောင်းလားဆိုပြီးထိတ်ခေါက်တာ哦မကြာခဏခံခဲ့ရသည် သို့တော်လေကျောင်းစင်းတိုင်းဖနှက်ချွတ်၍ပြေးမြေပြေးနေခဲ့သည်ဖနှက်စည်းထားရင်ပြေးရတာတိတ်အားမရတခါတလေကြတော့လေအိမ်ပြန်ရလမ်းတစ်လျှောက်ဖနှက်နှစ်ဖက်ကိုထွေလုတ်က တလဲစီစိန်ပြည်နယ်ပြည်ပြစ်ဒဏ်ကစားရင်ပြန်လာလိမ့်ရှိသည်ထို့ကြောင့်ပင်ငငယ်တုန်းကအစည်းကြေးရသောဖက်နှက်များဆိုရင် အကောင်းဟူ၍တိတ်မရှိတတ်ဂုံလုံးဤပါ အနာတွေဖွာပြီးသဲကြိုးတွေစုပ်နေတတ်သည် တခါလေဖက်နှက်အစ်တရန်ဝယ်ပြီးကစားမစည်းခင် အရင်ကြိုက်ရသည်ဟုဆိုကြသဖြင့်အာဘာတရကြိုက်ဆွဲပြစ်လိုက်ရရှိသွားတဲ့ကြောင်းအမြင့်ကန်ကြီးကျွတ်ထွက်သွားခဲ့ဘူးသဖြင့်သွားပရင်ပေါက်လေးနဲ့ နေခဲ့ရသည်သည်မတိတ်မှအဖြူစိမ့်နေရများ၏ရနံကို ပြန်လဲရှူရှိုက်လိုက်မိတိုင်းအတွေးတို့ကအစဉ်လက်ဆက်နေတတ်ပါသည်ယခုခေတ်တွင်ဖနက်ကစုပေးတံပြီးအနေနဲ့လဲအသုံးပြုနေကြပြီဘောလုံးပွဲများတွင်ဂိုးအများဆုံးသွင်းနိုင်သောကစားသမားကိုရွှေဖနက်စုပေးကြသည်ထို့သောအမေရိကန်သမ္မတဟောင်းဂျော့ဒဘလူးဘူးရှ်ဖနက်နှင့်ပေါက်ခံရသည်ရော့ ရွှေဖနှက်စုပေးခြင်းမဟုတ်တာသိကြသည်ဖနှက်များသည် တခါတရံအစိတ်တွေအစွဲတွေနဲ့ရင်ဆိုင်ကြရ၏တခါတရံလွင်ပြင်ခရီးချမ်းတွေကိုဖျက်သန်းကြရ၏တခါတရံတောင်စွဲတောင်ချွန်းတွေကိုကြော်လွှားကြရ၏ရှောက်ခဲ့တဲ့လမ်းခီမှာဖနှက်ပေါင်းများစွာပါခဲ့ပြက်ခဲ့ဘူးပြီဖနှက်ပေါင်းများစွာလည်းလဲလှယ်ခဲ့ရသည် ဖာထေးပြုပြင်ပြီးစီးခဲ့ရသောဖဏတ်တွေလည်းရှိခဲ့သည်။စွန့်ပစ်ခဲ့ရသည့်ဖဏတ်ဟောင်းတွေလည်းမရေမတွက်နိုင်တော့။ရှေ့ဆက်ရမည်ခီးအတွက်အံဝင်တွင်ကြဖြစ်မိဖဏတ်အစ်စ်များကိုလည်းရွေးချယ်စီးနှင်းကြရပေဦးမည်။တောင်ပြင်ပေါ်မှရှုဖဏတ်ဟောင်းလေးရတော့ဒီရေလိုင်းတွေပြေးတက်လာသည့်အခါသူတို့နှင့်အတူ ပြန်လိုက်သွားပြီးပင်လယ်ထဲမှာမျောကျင်ရဆက်မျောနေဦးမည်။ဒါလို့နဲ့ တနေ့နေ့တစ်ချိန်ချိန်တွင်အစဉ်သင့်ရာကန်းစက်တစ်ခုခုမှဝင်နာနေပြီအုံးမြည်သို့မဟုတ် ကဘာမြေကြီးအတွင်းဘက်ကိုငုတ်လျိုးတိုးဝင်ကရာစုနှစ်ပေါင်းများစွာတိုင်အောင် လူမသိသူမသိပုံအောင်နေခြင်းနေလိမ့်မြည်နှစ်ပေါင်းများစွာကြာပြီးတစုံတဦးကပြန်လည်တူးဖို့တွေးရှိသွားသောအခါတွင်တော့သူလျှောက်ခဲ့သည့်မိုင်းထောင်ချီခီးရီအကြောင်းကိုမမောနိုင်မပန်းနိုင် ပြောပြနေပြီလေအုံးမြည် ဟုတ်ကဲ့ပါစာရေးဆရာဇော်ရင်ရဲ့တောင်မြင်ပေါ်ကရှူးဖက်နဲ့လေးဆိုတဲ့အဆေးကိုကျွန်တော်တွင်လင်းရန်တင်ဆက်ခဲ့တာပါဒီအဆေးမှာပါတဲ့တချို့အချက်တွေကတွေးစရာတွေပေးပါတယ်အမ်ဂန်နီကြီးကဖနက်ကိုပြစ်ချပေးခဲ့တယ်ဆိုတာသူပေးချင်တဲ့ message ကတော့ကျွန်တော်သိပါတယ်ကောက်ရတဲ့သူလေဟိုနှစ်ဖက်လုံးရရင်အဆင်ပြေပါစေတော့ဒါဒီကောင်းတဲ့လှုပ်ရက်ပေါ့အဲ့လိုမျိုးဟိုဂန်နီကခန်နီစသမားဆိုတော့ကျွန်တော်တွေးမိတာကတော့ ဲ့လိုပေါ့နော်လူတစ်ပတ်သားကိုဖြည့်ဆည်းပေးဖို့ဒါပပလေးပုတ်တယ်လို့ပဲထင်တာပဲဒါပေမဲ့ကျွန်တော်ဘက်ကပြန်တွေးတော့ဖနက်ရသွားလဲအဲ့ဖနက်ကရတဲ့လူနဲ့လေတော်ချင်မှတော်ပါလေပြီးတော့ယူချင်မှလည်းယူမှာဩဒါပေမဲ့အဲ့လိုမျိုးတစ်ပတ်သားအတွက်ထည့်စင်းစားပြီးတော့လုပ်ပေးတာတော့ကောင်းတာအမှန်ပါပဲနောက်ပြီးတော့ဗာလေကင်းချီများပပီးရတော့ကျွန်တော်ကတော့အာဘယ်လိုမြင်လဲဆိုတော့ဟုတ်တယ်အဲ့ဒါကျွန်တော်လဲ minimal lesson သမားပဲဗျဒီ လူဖြစ်ပြီးတော့ခြေထောက်နှစ်ချောင်းနဲ့နေဒါပေမဲ့ဖနက်တီအများကြီးရှိတဲ့အကောင်ကျွန်တော်တို့ကြီးပြင်းခဲ့တဲ့ခစ်ကြတော့ဗျာဖနက်တီရန်ပြက်မှာတည့်ရစီးရတဲ့အမောင်ခစ်ကြီးဗျာဆိုတော့ကျွန်တော်ကလည်းအဲ့လိုမျိုးအစွဲနေနေရှိတယ်ကျွန်တော်မှာဗျာအခုညှက်ဖနက်ဆိုတရံပဲရှိတယ်အမ်ဘုတ်ဖနက်ပေါ့နော်ကျွန်တော်တို့အခေါ်ဘုတ်ဖနက်ကနှစ်ရံရှိတယ်ဒါတော့တော်တော်များနေပြီကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟိုမုံငါစားရင်တော့တပွဲပဲစားရတဲ့ခစ်ဗျာအဲ့ဒီမှာကြီးပြင်းလာတယ်ဆိုတော့အဲ့လိုကင်းချီများလို့လူတွေဆိုရင်ကျွန်တော်တို့က ကြည့်မရတာတော့မဟုတ်ဘူးဗျာအပူစာသားတွေတုံးနေလို့မြင်တယ်။ तू ကအဲ့ဒါကိုပြောချင်တာဖြစ်မယ်လို့တော့ထင်တာပဲ။ဒါပေမဲ့ကျွန်တော်မြင်တာကျွန်တော်ပြောတာပေါ့နော်။နောက်ပြီးတော့တဲ့ဖနက်နဲ့အုတ်ထုတ်ဖနက်နဲ့အုတ်ထုတ်မှာဖနက်ကအရင်ပေါ်တာပဲဖြစ်ပါလိမ့်မယ်။ဟုတ်တာပေါ့။ဘာလို့လဲဆိုတော့ဟိုဖနက်မပါပဲခြေဗလာနဲ့နင်းရတဲ့အခါစူးညောင်းခလုတ်တွေပေါ်လာလို့ဖနက်ကိုတီထွင်လိုက်ရတာပေါ့နော်။ ဟင်းကျွန်တော်တို့အိမ်ပြန်ဖို့ဖက်နှက်ဒီအိမ်ပြန်မဲ့လမ်းကြောင်းမှာရှောက်မဲ့ဖက်နှက်ဒီအတွက်လမ်းခီးရခက်ခဲနေပါသေးတယ်ဒါကတော့ကျွန်တော်ကြားပြတ်တွေးမိတာပေါ့နော်အတိတ်မှာတဲ့အဖြူစိမ့်နေရများရနံကိုပြန်လဲရှူရှိုက်လိုက်မိတိုင်းအဲ့ဒီအပိုက်မှာကြာတော့ចောင်းစင်းဟုတ်တယ်ဖက်နှက်ချုပ်ပြီးတော့ဖက်နှက်ခါကြထုတ်ပြီးပြေးပြန်ကြတာကျွန်တော်ကခါကြသိမ့်မထိုးဘူးရိုးရိုးကျွန်တော်တို့ခေတုံးကညက်ဖက်နှက်ဆိုတော့ညက်ဖက်နှက်ကိုလက်မှန်ဆွတ်ပြီးတော့ပြေးတာ ဒါပေမဲ့အဲ့မှာဖနက်ပိုင်ပြီးလို့မကောင်းဘူးဆိုတာဟုတ်ပြီမဲ့တကယ်တကယ်တမ်းအဲ့ဒါလေကျွန်တော်တို့ကြီးပြင်းခဲ့တဲ့ခက်ကြောက်ပါပဲကျွန်တော်တို့မသိကြတာပေါ့ပြေးမယ်ဆိုရင်လေပြေးတဲ့ဖနက်ဆိုတာရှိတာဟောအဲ့ဒါတွေကိုမသိကြလို့ပေါ့နော်ရှောက်ခဲ့တဲ့လမ်းခီမှာဖနက်ပေါင်းများစွာပါခဲ့ပြက်ခဲ့ဘူးပြီတဲ့ဟုတ်တာပေါ့ပါခဲ့ပြက်ခဲ့ပါမလာတဲ့ဖနက်တွေလည်းရှိတယ် ရှေ့ဆက်ရမည်ခီးအတွက်အံဝင်ခွင့်ကြဖြစ်မည်ဖက်နှက်သည်များကိုလည်းရွေးချယ်စည်းနှင်းကြရပေဟုမြည်တဲ့ဟုတ်ပါတယ်အဲ့ဒါပြောချင်တာကတော့ဟိုကွေးရောက်ရင်ဟိုတက်နယ်လောဒီကွေးရောက်ရင်ဒီတက်နယ်လောပေါ့နော်ရှေ့ဆက်လျှောက်လန်းရမယ်ဘဝလန်းခရီးမှာကျွန်တော်တို့အခက်ခဲများစွာကြုံတွေ့လာမှာဖြစ်တဲ့အတွက်ဥပမာဗျာအာနာမသိငင်လုံးကအစဉ်ပြေခဲ့ပြီမဲ့အာနာသိခံလိုက်ရပြီးတော့မှ ကုခံယူချက်နဲ့ကိုတခြားတက်တစ်ခုပြောင်းတခြားကွေးတွေကိုလှော်ရအောင်ပါဗျာ ဒါတော့ဇော်ရင်ရဲ့တောင်မြေမောကရှူးဖနက်ကလေးဆိုတဲ့တွေးစရာပေးတဲ့အစေးကလေးကိုဖတ်ပြရင်ကျွန်တော်တွေးမိတဲ့အတွေးမြင်နေပါ။နားဆင်ကြကြတဲ့လူတွေတယောက်ချင်းတိုင်းစိတ်ရှိကြံကိုမှတွေးလို့အိတ်စိတ်တန်လူရပြေကြပါစေ။ကျေးဇူးတင်ပါတယ်။